အားလုံးပဲမင်္ဂလာပါခင်ဗျာဗိုလ်ထူးနေမနက်မှာရှင်းပြန်ကစားမယ် FIFA Club World Cup ပွဲစဉ်တွေကထုံးစံတိုင်းအကောင်းဆုံးဖြစ်နိုင်မယ်ထင်နေပါတော့ပွဲစဉ်လေးနှစ်ပွဲကိုကြိုးစားပြီးတော့ရွေးချယ်သုံးသပ်တင်ဆက်ပေးကြပါတယ်မနေ့ကပွဲစဉ်တွေမှာတော့ကိုညီကိုရီဒါ OK ကြားလိမ့်မယ်လို့တော့ထင်ပါတယ် OK ဆိုတော့ကျွန်တော်တို့ဒါဗိုလ်ထူးနေမနက်ပွဲစဉ်လေးတွေကိုသွားလိုက်ရအောင်ပေါ့နော်လိုတူရှင်းလေးပဲဗိုလ်ထူးနေမနက်ပွဲစဉ်တွေကတော့ပွဲကြီးပွဲကောင်းတွေပေါ့နော်များတယ်ဒါ Benfica နဲ့ Bayern အသင်းတွဲဆုံနေတာမျိုးတွေရှိသလို့ နောက်တစ်ဆင့်တက်ဖို့တော့ဗောနော်ဒါကစားမယ့် Premier League Club အသင်းကြီးဖြစ်တယ်ဒါ Chelsea တင်းရဲ့ပွဲစဉ်တွေလည်းပါဝင်နေတယ်ဆိုတော့ကျွန်တော်ပထမဆုံးအနေနဲ့ဘုံတို့နေ့မနက်အစောပိုင်း9:00နာရီခွဲမှာဗောနော်မနက်ခင်းမှာရှင်တိုင်ကစားမယ် Aspirants အသင်းနဲ့ Chelsea တင်းရဲ့ပွဲစဉ်လေးကိုစပြီးတော့သုံးသပ်ပေးကြပါတယ်ဆိုတော့ဒီပွဲစဉ်ကတော့ထွေထူးတော့ပြောနေစရာမရှိပါဘူးဒါ Chelsea တင်းကတော့ဒါ Premier League Club အသင်းကြီးဖြစ်နေတယ်တိုးတော်လည်း ကလပ်ဝေါ်ကတ်မှာတော့ရလပိုင်းလေးတွေကတော့ထင်းတလောက်ကြီးမကောင်းတာမျိုးရှိတယ်။ဆိုတော့ဒီအုပ်စုတွေမှာဆိုရင်တော့နောက်တစ်ဆင့်ဖို့နောက်တစ်ဆင့်ကိုတက်ဖို့အခြေအနေကောင်းနေတာကတော့ဘရာဇီးကလပ်ဖလန်မင်ဂိုဖြစ်တယ်။နှစ်ပွဲကစားနှစ်ပွဲနိုင်တာတယ်။ရမ6မှအဲ့ဒီထဲမှာဆိုရင်ချက်စီးသင်းတော့တာ31ဆိုတော့ရလက်မျိုးနဲ့နိုင်ရရှိထားတာမျိုးရှိတယ်ချက်စီးကတော့တပွဲနိုင်တပွဲရှုံးဆိုတော့ရမ3မှဆိုတော့ aspirant အတင်းကလဲတပွဲနိုင်တပွဲရှုံးလာတာဖြစ်တော့ရမ3မှဆိုတော့ဒီပွဲစဉ်ကတော့ နောက်တစ်ဆင့်ကိုတက်ဖို့အတွက် aspirant အသင်းမှာလည်းအခွင့်အရေးရှိနေတာမျိုးတော့ရှိပါတယ်အဲ Asian Da LAFC ကတော့ညှိုးလင်းချက်တော့မရှိဘူးနှစ်ပွဲကစားပြီးထားတဲ့အချိန်မှာနှစ်ပွဲစလုံးရှုံးလာတာရှုံးလာတာမျိုးရှိရတော့ရမှတ်ကလုံးဝမရရှိထားဘူးဆိုတော့ Chelsea အနေနဲ့ကဒါ Flamingo 3-1နဲ့ရှုံးလာပြီးတော့ LA ကို2-0နဲ့နိုင်လာတာဖြစ်တယ်ဒီပွဲစဉ်ကတော့နောက်တစ်ဆင့်တက်ချင်တယ်ဆိုလို့ရှိရင်တော့ Chelsea အနေနဲ့ ဒါဘာမှအကြောင်းပြချက်ပေးနေစရာမလိုဘဲနဲ့အနိုင်ကမ်းမဲ့ပွဲစဉ်တစ်ဖက်က aspirant လဲထိုးဒီလကောင်းမဲ့မျောလင်းချက်ရှိနေသေးတာဖြစ်တဲ့ဒီပွဲစဉ်ကတော့စိတ်ဝင်စားဖို့တော့ကောင်းတယ်ဆိုတော့လူစင်းကလည်းကျွန်တော် ထွေထွေထူးထူးတော့ပြောနေကြတော့မရှိပါဘူးချက်စီတင်ကတော့အားလုံးတိကျတဲ့အတိုင်းပဲ aspirant အတင်းထက်စားလို့ရှိရင်တာပါတယ် club ranking ကလည်းမိုးနဲ့မြေတော့ကွာတဲ့အနေအထားမျိုးရှိတယ် aspirant ကတော့ဒါ tunisia club ပေါ့နော် အာရှဇီကွာရဲ့ဖွင့်လှစ်မှုကိုကြည့်ရအောင်လက်ရှိအာရှဇီကွာရဲ့ဖွင့်လှစ်မှုကတော့မနက်ခင်းထက်စာလို့ရှိရင်တော့ချက်စီအသင်းရဲ့ကြေးလေးကတော့တိတ်မတင်ငါစရာလေးမနက်ခင်းမှာတော့နှလုံးကို -20 အရှုံးလောက်ပေးရတာတော့ဒါ fair ဖြစ်တယ်လို့ပြောလို့ရတယ်လက်ရှိမှာတော့ချက်စီအသင်းရကြေးလေးတွေကနည်းနည်းပိုပြော့လာပြီးတော့နှလုံးသွင်းရင် +80 ဆိုတဲ့ဟာမျိုးလေးပေးလာတာဖြစ်တယ်တော့ပေါ့နော်ကြေးကတော့မတင်မကြကြေးပဲပြောချင်တာချက်စီအသင်းနိုင်ရရှိဖို့ရာခိုင်နှုန်းကတော့များတယ်တိုးတော့ နှစ်ကိုးပြတ်မယ်ဆိုရင်တော့မှ80အထိပေးစားရတာဖြစ်တဲ့အတွက်ဒီကြေးလေးကတန်တရားရှိတယ်ကျွန်တော်ထင်တာ aspirants လည်းဂိုးရနိုင်ပွဲရှိရလို့တော့ကျွန်တော်ထင်တယ်ဆိုတော့ဂိုးပေါင်းကြီးရကြည့်မယ်ဆိုရင်တော့ဂိုးပေါင်းကြီးရတော့၃လုံးကို plus 50ဆိုတဲ့ဟာမျိုးလေးဖွင့်လှစ်ပေးထားတယ်ဒါကြောင့်ဒီပွဲစဉ်မှာတော့ကျွန်တော် Chelsea ကတော့အနိုင်ရရှိဖို့ရတယ်လို့များတယ်ဆိုပေမဲ့ပေးထားတဲ့ကြေးကတော့နည်းနည်းလေးခေါ်နေတဲ့ပုံစံမျိုးလို့ကျွန်တော်ထင်တယ်ဘလို့ပဲဖြစ်ပြဒီပွဲစဉ်ရ Aspirants ကိုတကယ်တမ်း Chelsea ကံမယ်ဆိုလို့ရှိရင်တော့နှလုံးပြက်เสียရ နှလုံးပြက်เสียဘာအကြောင်းမှနှလုံးမပြက်เสียဘာအကြောင်းမှမရှိဘူးပေါ့နော်3စီးလောက်တောင်တွားနိုင်တဲ့ပွဲစဉ်တိုးတော်ညာလဲကြေးရနှလုံးသွင်းတောင်80ပြီးသားတာကတော့ချက်စီးအနေနဲ့ကြေးရအောင်မှုမလွယ်ကူလို့တော့ထင်တယ်တကယ်တမ်းဆိုလို့ရှိရင်တော့ဒီပွဲစဉ်မျိုးကချက်စီးအနေနဲ့နှလုံးသွင်းတောင်မှ minus 90ဆိုတာမျိုးပြင်းပြင်းထန်ထန်လေးပေးတင်တယ်ပေါ့နော်ဒါကြောင့်လဲဒီပွဲစဉ်မှာတော့ကျွန်တော်လက်ရှိအာဘောလီချက်စားလို့ရှိရင်ပေါ့နော်ဂိုးပေါင်းကိုပဲခမန်းပေးချင်တာမျိုးရှိတယ်ဆိုတော့ချက်စီးနဲ့သွင်းကိုရဖို့ရှိဆို Express လဲသွင်းကိုရနိုင်မှုရှိရတော့ဒီပွဲစဉ်ရပါပေါ့နော် ဒါချက်စီးနိုင်မယ်ဆိုလို့ရှိရင်လည်း2-1ဆိုတာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်ဒီအဲဒီထက်ပိုပြီးတော့တင်းကူးများနိုင်တယ်ပေါ့နော်အခြေအနေမျိုးကိုလည်းမြင်ရလိမ့်မယ်လို့ထင်တယ်ဒါကြောင့်ဒီပွဲစဉ်ကတော့နောက်ဆင့်တက်ဖို့အတွက်ရေကုန်ရေကန်းကစားမယ်နှစ်တင်းရဲ့ပွဲစဉ်ဖြစ်တာကြောင့်ဂိုးပေါ်နဲ့ပဲရင်ခုန်ချင်ပါတယ်ဒီပွဲစဉ်မှာတော့ကျွန်တော်ကတော့ဂိုးပေါ်ကိုရွေးချယ်ပေးချင်တာမျိုးရှိပါတယ်နောက်ထပ်ပွဲစဉ်အားတော့အင်ရှင်ဒါ LAFC နဲ့ Flamingo အတင်းရဲ့ပွဲစဉ် ကျွန်တော်ရှင်းရပြောခဲ့လို့ပဲဒီအုပ်စုထဲမှာ LAFC ကတော့နောက်ဆင့်ကိုတက်ဖို့အတွက်အခွင့်အရေးမရှိတော့ဘူးပေါ့နော်။ရာမတ်လုံးဝမရရှိသေးတဲ့အနေအထားဆိုတော့သိခါပိုင်းအရာပဲအင်ရှင်ပြိသက်တွေရဲ့ရှေ့မှာကစားမဲ့အနေအထားမျိုးလေးတစ်ဖက်က Flamingo အတင်းကတော့နှစ်ပွဲကစားနှစ်ပွဲနိုင်တာလေဆိုတော့ Chelsea ကိုလည်းနိုင်ရရှိထားတာဖြစ်တဲ့အတွက်ကိုစိတ်ဓပိုင်းဆိုင်ရာတက်ကြွပြီးတော့ဒါ Brazil ကလည်းအတင်းကြီးကတော့နောက်ဆင့်ကိုတက်ဖို့အတွက်ကျင်းစီသလောက်ဖြစ်နေတယ်ဒီပွဲစဉ်ကလည်းခုနက Aspran နဲ့ Chelsea ပွဲစဉ်လိုပဲ Flamingo အသင်းအနေနဲ့တကယ်တမ်းကစားမယ်ဆိုလို့ရှိရင်တော့ LAFC ကို မနိုင်စရာအကြောင်းတော့မရှိဘူးညတကယ်တမ်းကစားမယ်ဆိုလို့ရှိရင်တော့ဒါ Flaming ကိုအနေနဲ့ဂိုးပြတ်တောင်မှဒါ LAFC ကိုနိုင်အောင်ကစားလို့ရတဲ့အနေအထားမျိုးလေးဆိုတော့ကျွန်တော်တို့အဓိက ကြည့်ရမှာကတော့ဈေးကွက်ဖွင့်လှစ်မှုကိုပဲအဓိကထားပြီးတော့ကြည့်ရမှာလေဖြစ်တယ် FIFA Club World Cup ဒီမှာဆိုတော့ LAFC နဲ့ Flaming ကိုကြားထဲမှာလူစင်းရဆိုလို့ရှိရင်လည်း Flaming ကအများကြီးတာပါတယ်စူးဖွဲ့မှုအရာရော Brazil Club ကတော့ LAFC ထက်တော်လေးတာလွန်နေတဲ့အနေအထားမျိုးရှိပါတယ်တော်တော်များလေလက်ရှိဈေးကွက်ဖွင့်လှစ်မှုအရာဒါ Flaming ကိုအတင်းက180အနိုင်ဆိုတဲ့ အကျော်ပေးမှုလေးပေးလာပြီးတော့ဂိုးပေါင်းကြီးရဆိုလို့ရှိရင်တော့2-100ဆိုတာမျိုးလေးဖွင့်ပေးထားတယ်ဆိုတော့နည်းနည်းတော့တန်တရားရှိတယ်တလုံးသွင်းတာနဲ့80နီးပါးရမယ်ဆိုလို့ရှိရင်တော့လူတိုင်းကတော့ဒါဖလမင်ဂိုကိုပဲအဲရွေးပြီးတော့ဗောနော်ရွေးချယ်ပြီးတော့အားပေးကြလိမ့်မယ်လို့တော့ထင်တယ်။တိုးတော့အဲ့လောက်ကြီးတော့လွယ်ကူမနေဘူးဗျ။ဆိုတော့ကျွန်တော်အများအပြောနေသလိုဗောနော်အသင်းကြီးတွေအနေနဲ့အနိုင်ရရှိမယ်ဆိုလို့ရှိရင်တော့နိုင်တဲ့နဲ့ကြီးကိုပေးသင့်တယ်လို့တော့ကျွန်တော်ထင်တယ်။ဆိုတော့ဖလမင်ဂိုအနေနဲ့ဒီတက်ပြင်းရှားတဲ့ကြီးမျိုးဥမာ190အရှုံးဆိုတာမျိုးပေးသင့်တယ်နှလုံးသွင်းမှအပြည့်နိုင် ဒါမျိုးရဲ့တင်းနေဖွင့်ပေးသေးတယ်တစ်ဖက်ကနိုင်ဝဲမရရှိသေးတဲ့ LAFC ဖြစ်နေတဲ့အနေအထားကြောင့်ပေါ့နော်အက်စပရက်စတောင်မှာဒါ LAFC အသင်းကိုအနိုင်ရရှိထားတာမျိုးရှိတယ်။ဒါကြောင့် Flamingo အနေနဲ့အဲ LAFC ကို မနိုင်စရာအကြောင်းမရှိဘူးတိုးတော်ကြလည်းတကိုးသွင်းတာနဲ့80လောက်ထိပေးစားထားရဆိုတဲ့ဟိုကဒါတန်တရားရှိစရာကြေးလို့တော့ကျွန်တော်ကထင်တယ်။ဒါကြောင့်ဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့ကျွန်တော်ကလူစင်းတွေဘာတွေခဏအသာထားအောင်ပေါ့နော်။အဲကလပ်နှစ်တင်းရဲ့ image တွေ ranking တွေခဏထားအောင် LAFC အနေနဲ့နောက်ဆုံးပွဲစဉ်မှာဘရောပေါ့နော်။ဒါတိခါပိုင်းအရာတော့ Flamingo အသင်းကိုတရေခံခံနိုင်လောက်တယ်လို့တော့ကျွန်တော်ထင်တယ်။ဒီပွဲစဉ်ကတရေကိုဥတီနေတဲ့ အာအကြောပေးမှုမျိုးကြေးမျိုးလို့တော့ကျွန်တော်ထင်တယ်ဒါကြောင့်ဒီပွဲစဉ်မှာတော့ကျွန်တော် LAFC body ကိုတော့မှကြိုက်ပါတယ် Flamingo အနေနဲ့အရင်အားဆိုင်ထုတ်မယ်လို့တော့ကျွန်တော်မထင်ဘူးဂိုးပေါင်းကြီးနဲ့ရှင်ကြီးမယ်ဆိုလို့ရှိရင်2-100ဆိုတဲ့အနေထားဂိုးပေါင်းကြီးကတော်တော်လေးပျော့နေတယ်သုံးလုံးသွင်းတာနဲ့အပြည့်နိုင်ဆိုတဲ့ကြေးမျိုးလေးပေးထားတာဖြစ်တဲ့အတွက်ကိုအာဂိုးပေါ်ကိုခေါ်နေတဲ့အောင်လေးတော့မြင်တယ်ကျွန်တော်ရှိရသလိုတကယ်တမ်း Flamingo မကန်ကန်မယ်ဆိုရင်မနိုင်စရာအကြောင်းတော့မရှိပါဘူးသို့တော်ညာလည်းလက်ရှိဂိုးပေါင်းကြီးနဲ့ Borigi က အကျော်ပေးမှုကိုရှင်းကြည့်မယ်ဆိုရင်တော့ဒီပွဲစဉ်ကတော့ကျွန်တော် LAFC body နဲ့ goal ball အောက်ကိုရွေးချယ်ပေးချင်တာမျိုးရှိပါတယ်ဒါကတော့အဘဘူရီမနမရှင်ပိုင်ကစားမဲ့ FIFA Club World Cup ပွဲစဉ်တွေကအကောင်းဆုံးဖြစ်နိုင်မယ်ထင်တဲ့ပွဲစဉ်လေးနှစ်ပွဲကိုကြိုးစားပြီးတော့သုံးသပ်ပေးကြရတယ်ဖြစ်ပါတယ်ဆိုတော့ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျကျွန်တော်တို့ channel လေးကိုလည်း subscribe မလုပ်ထားသေးရင်ဒီ subscribe လေးလုပ်ပေးပါလာမယ့်ရာသီတစ်အတွက်လည်းပွဲကြိုသုံးသပ်ချက်တွေ uh update new တွေတောက်လျှောက်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ပေါ့နော် subscribe လေးလုပ်ပေးထားကြပါဦးအမြင်လေးတွေ comment box မှာပေးမြပေးသွားကြကြပါဦးကြည့်ရှုပေးကြတဲ့တကယ်ချင်းကြီးကိုတောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ